စဉ်းစားကြည့်လိုက်။အော်ငါသေးရအောင်မှာပါလား။ငါလည်းတပြေးပြေးအိုမင်းလာပြီးငါတနေ့ချက်သေးရမှာပါလားလို့စဉ်းစားလိုက်တဲ့အခါမှာကြောက်ရွံ့လာစိတ်ထဲမှာတုန်လှုပ်လာ။အဲ့ဒီတုန်လှုပ်ကြောက်ရွံ့လာတာကိုတန်ဝေကလို့ခေါ်တယ်။အဲ့ဒီတန်ဝေကတိတ်အရေးကြီးတယ်ဟော။ကိုယ်ကိုတံဝေကဖြစ်သလားမဖြစ်ဘူးလားဆိုတာဆင်ញင်စဉ်းစားကြည့်ဖို့လိုတယ်။မဖြစ်သေးရင်တံဝေကဖြစ်အောင်調査 လောကမှာတံဝေကဖြစ်เสียရည်များစွာတွေ့ရတယ်။များစွာတွေ့။အဲ့ဒီလိုတံဝေကဖြစ်เสียရည်တွေ့ရတဲ့အတိုင်းတံဝေကမဖြစ်ဘူးဆိုရင်အတော်ကိုပါရမီဉာဏ်နဲ့နေသေးတယ်လို့လူပြော။ရသော်ဘုရားကဟောတာရာရှိတယ်။တံဝေဇဏိယေတုဌာနေတုတံဝေခော။တံဝေဇဏိယဌာနဆိုတာ ထိတ်လန့်တုံ့လုံးမှုကိုဖြစ်စေတတ်တဲ့အကြောင်းနဲ့စုံတဲ့အခါမှာတန်ဝေခဖြစ်ရမယ်။ဘာတွေလဲထိတ်လန့်တုံ့လုံးเสียအကြောင်းတွေဆိုတော့ကိုယ့်ကိုပြန်စဉ်းစားကြည့်။မွေးဖွားရတဲ့အခါမွေးဖွားလာရတာဟာကိုယ်ဟာလွယ်လွယ်ကူကူနဲ့မွေးဖွားလာတာမဟုတ်ဘူး။မိခင်ဝမ်းထဲမှာပြန်စင်းစားလိုက်လို့ရှင်တွေ့တယ်မိခင်ဝမ်းထဲမှာ 6လလွယ်ဆယ်လဖွားဆိုတာလို့မိခင်ဝမ်းထဲမှာလချီပြီးတော့နေခဲ့ရတယ်။အဲ့ဒီလချီနေပြီးတော့မွေးတဲ့အခါမှာလည်းပဲခဲခဲခဲရင်ရင်ပင်ပင်ပန်းပန်းနဲ့မိခင်ကမွေးဖွားပေးခဲ့တယ်။အဲ့တော့မွေးဖွားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေများစွာရှိတယ်။အဲ့တချို့ကတော့အဲ့ဒီလိုဒုက္ခမျိုးကိုသိတာမဟုတ်သေးတဲ့အတွက်ကြောင့်ဒုက္ခလို့မထင်ကြဘူး။ တကယ်ကတော့ကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေဒုက္ခဆိုတာဒုက္ခပဲလေဒုက္ခဆိုတာကိုမြင်တတ်ဖို့လို့တော့မိခင်ဝမ်းထဲမှာနေရတဲ့အချိန်လေးစဉ်းစားကြည့်နော်မိခင်ဝမ်းထဲမှာနေနေရတဲ့အချိန်လေးကဘလောက်ဒုက္ခရောက်တယ်ဆိုတာစဉ်းစားကြည့်အဲ့ဒီလိုဒါဇာတိနဲ့ပတ်သက်တဲ့ဒုက္ခစာပေကျမ်းကမှာတော့ဘလောက်ထီအောင်ဆိုထားတယ်ဆိုရင် ဝိတရံဆရာတော်ကြီးရေးထားတဲ့ကြပြားထဲမှာဟောစာသစ်စာချက်အောက်ထည့်ဝန်းရင်ပုံနံညီလောင်းချင်းမြောင်းမဲမိုက်မိဝန်းတိုက်ဝဲမိခင်စားထားတဲ့အစာသစ်အစာဟောင်းအစာသစ်အစာဟောင်းနှစ်ခုရဲ့ကြားမှာနော်တတိတီးခဲ့ရတယ်တတိတန်းငယ်ဆိုတာ မိခင်စားလိုက်တဲ့အစာသစ်တွေခေါင်းပေါ်ရွက်ထားပြီးအစာဟောင်းတွေခုပြီးထိုင်ထားတဲ့သဘောဖိုက်ထဲမှာစာသစ်စာဟောင်းစာဟောင်းစာသစ်အောက်ထစ်ဘောရံပုံနံညီလောင်းချင်းမြောင်းမဲမိုက်ဆိုအထဲထဲမှာဘသူကမေးထုံးပေးမလဲမောင်မိုက်နေမှာပေါ့ကျင်းလာလဲအမှန်တမ်းကျင်းနေမိဝမ်းတိုက်ဝဲ ကြောကိုဝမ်းဖြူဆိုတာကြောက်ကုန်းဘက်ကိုမျက်နှာမူးပြီးတော့ဒီလက်သီးလေးဆုပ်ထားပြီးတော့ဘာနဲ့တူတော့ဆိုရင်တစ်ခွတ်တို့မှာမြောင်းအိုကုတ်ငုတ်တိနဲ့မြောင်းအိုကုတ်တိနဲ့ဆိုတော့တစ်ပင်ကွာကြားလေးမှာမြောက်ကလေးကုတ်ပြီးတော့ထိုင်းနေတယ်လို့ပဲမိခင်ရဲ့ဝမ်းထဲမှာချင်းကြက်ကြက်ကြီးအဲ့လိုနေခဲ့ရတယ် မွေးဖွားလာတဲ့အခါမှာလည်းပဲနော်တန်ကောက်ပေါ့မှာဆွဲပြောင်းဆင်းပြောင်းဆိုတာအေးတန်ကောက်ပေါ့ဆိုတာတော့ပေါ့တော့ပေါ့လို့ချင်းချင်းလေးရနေပြီးတော့ဆင်ကြီးတကောင်ကိုဆွဲထုတ်တဲ့အဲ့ဒီဆင်ကြီးရဲ့ဒုက္ခကိုစဉ်းစားကြည့်ပေါ့သာသမီမိဘမွေးဖွားလာခဲ့ရတယ်ဆိုတာချမ်းချမ်းသာသာချောင်းချောင်းချီချီနဲ့မွေးလာတာမဟုတ်ဘူး အင်မတန်မှချင်းမြောင်းတဲ့ထဲကနေဆွဲထုတ်ပြီးတော့အပြင်ရောက်လာခဲ့ရတာဆိုတဲ့ဇာတိဒုက္ခဓမ္မကြီးတယ်လို့အဲဒီလိုဇာတိဒုက္ခအကြောင်းကိုကြည့်ပြီးတော့အော်ဒါမျိုးနောက်ထပ်မဖြစ်ချင်တော့ဘူးဖြစ်ရမှာကြောက်တယ်ဆိုတဲ့စိတ်ပေါ်လာတော့တန်ဝေကလို့ခေါ်တယ်စဉ်းစားကြည့်လိုက်လို့နောက်ဒါမျိုးဖြစ်မှာကြောက်တယ်ဇာတိဒုက္ခကြည့်ပြီးတော့ အဲ့ဒါကိုတံဝေဇနိယဌာနလို့ခေါ်တယ်တံဝေဇနိယေတုဌာနေတုထိန်လန်တုံလုံးပွဲအကြောင်းနဲ့ဆုံတဲ့အခါမှာတံဝေကိုထိန်လန်မှုရှိရအဲ့ဒါလို့တွေးပြီးတော့စိတ်ထဲမှာမလန့်နေဘူးဆိုရင်တရားနဲ့ဝေးနေသေးတယ်နောက်တစ်ခါအိုမင်းနဲ့ဇရာအိုမင်းနဲ့ဇရာသူများအိုရာကိုတွေးတဲ့အခါမှာလည်းပဲเนาะအော်ငါလည်းပဲ ိုခြင်းသဘောရှိတယ်။အိုခြင်းတရားကိုမလွန်မြောက်နိုင်ဘူး။ငါစိတ်ထဲမှာအိုရမှာကိုတွေးပြီးတော့ကြောက်တယ်။တန်ဝေကတခါသူများတေသွားတယ်။တေတဲ့လူကိုကြည့်ပြီးတော့ငါလည်းပဲတေခြင်းသဘောရှိတယ်။ငါလည်းပဲတေခြင်းသဘောကိုမလွန်နိုင်သေးဘူးဆိုတဲ့သူများတေဆုံးသွားတာကိုကိုယ်ပဝန်းကျင်ကတေဆုံးသွားတာတွေကိုကြည့်ပြီးတော့လည်းပဲတန်ဝေကထိတ်လန့်တုံ့လုံးမှုဆိုဖြစ်ရတယ် တူလို့ဆိုအဲ့ဒါလို့မဖြစ်သေးဘူးဆိုလို့ရှိရင်ကိုဟာအတော်ကိုတရားရားဖို့နဲ့ဝေးကွာနေသေးတယ်မဖြစ်သေးရင်ဖြစ်အောင်လုပ်ဖို့လိုတယ်လို့ဒီလိုဆိုတာပေါ့တာဝေဇနိယေသူဌာနေသူထိတ်လန့်တုံလုံးွယ်အကြောင်းနေနဲ့ဆုံးစည်းတဲ့အခါမှာတာဝေကိုထိတ်လန့်တုံလုံးမှုဖြစ်ရမယ်တဲ့အဲ့ဒါလို့ဖြစ်လာပြီးလို့ရှိရင်ဘာလို့က တံဝိခတသယောနိတောပဌာနာထိတ်လန့်တုံလုံးလာလို့ရှင်ကိုထိတ်လန့်တုံလုံးတဲ့အတိုင်းမှန်ကန်တဲ့ဒီလန့်နဲ့တရားတော်ကိုရှင်းပြကြို့ကိုအထုတ်လို့ဇာတိကလွတ်ဖို့စရာကလွတ်ဖို့ဓာတိကလွတ်ဖို့မရဏကလွတ်ဖို့ဆိုတဲ့လွတ်ရလွတ်ချောင်းတရားကောင်းကိုရှင်းပြကြို့ကိုအထုတ်ဖို့စိတ်သက်တည်ထက်သန်ပြင်းပြရှိရမယ်လို့ဒီလိုဆိုတာเนาะ